လာပါခင်ဗျာကြောက်တန်းရှာနေကလေသူဆိုပါတယ်ကြောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေအဒီညောင်ကျိုးရပင်းနာလမ်းကျိုးတွေပြအဲ့လမ်းကျိုးတွေကအဲ့ဒီလမ်းတွေမှာတစ်လုတ်တာဗျာတိလားတစ်ခိုးထုတ်တဲ့လမ်းတွေအဲ့ဒီတစ်ခိုးထုတ်တဲ့လမ်းတွေကနေပြီးတော့ဒီ AA တွေကဝင်ပေါက်ထွက်ပေါက်လုပ်နေတာ အတက်ကစကန်းချတယ်လို့ဆိုချတယ်ဒါပေမဲ့တက်ကစကန်းချလာတယ်ကတ်တရလမ်းလောက်ပဲသူတို့ကဟိုဘယ်လိုခေါ်မဆိုရှင်လုံချုံရေးယူတာတကယ်တစ်ခိုးလမ်းနေကြတော့လုံချုံရေးမယူနိုင်အဲ့တော့ဒီ AA စေတူကြတပုံနေဒီ PDF တွေကဒီတစ်ခိုးလမ်းတွေကိုအကာအကွယ်ယူတစ်ခိုးလမ်းတွေမှာနေတာအဲ့တော့ဒီတစ်ခိုးလမ်းတွေမှာနေဖို့ဆိုတာကသူတို့မှာရိတ်ခါရှိဖို့လိုတယ်ဒီရိတ်ခါတွေကိုနော်အာဘယ်လိုခေါ်မဆိုတော့တယောက်ယောက်ကနေမပို့ပေးပဲနဲ့ဒီ AA စေတူကြတွေရောဒီ PDF တွေရောနော် PDF ကုန်လုံးတွေကဘလို့မှ ဟိုရှင်းတန်းနိုင်စရာအကြောင်းမရှိဘူးအဲ့တော့ဒီကောင်းတွေကိုဘသူကရိတ်ခါပုတ်ပေးနေတယ်လေဟလာရိတ်ခါကဘဲကသွားမတောင်ဟုတ်ကလာမတောင်ဟုတ်ကလာဖို့ဆိုလို့ရှိရင်တူရသူတော်ငတ်နေတာအဲ့ပေါ်ချင်းရွာလေးဆိုတာလည်းငတ်နေတာနော်အဲ့တော့ဘဲကသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအုတ်ရှစ်ပင်ဘက်ကတက်မှရမယ်နော်အုတ်ရှစ်ပင်ဘက်ကတက်တက်အဲ့ဒီဘရောင်းဘက်ကအဲ့ဘက်ချမ်းနေပြီးတော့တက်မှရမယ်အဲ့လိုမတက်ဘူးဆိုလို့ရှိရင်ရိတ်ခါရစရာမရှိဘူးအဲ့တော့ရိတ်ခါလမ်းတက်ဖို့ဆိုတာလည်းအဲ့ဒီမှာဂိတ်တွေကအများကြီးရှိတယ် gate တွေကတက်မလို့ထိုင်တဲ့ gate တွေရှိတယ်အဲ့ဒီ gate တွေက bar gate တွေဆိုရှင်ကျွန်တော်တို့အရာရှိငယ်လေးတွေထိုင်တော့ဗျာ3ပွင့်တော့เนาะ2ပွင့်တော့အဲ့လိုမျိုးအရာရှိငယ်လေးတွေထိုင်တဲ့ gate ပါအဲ့တော့ဒီ gate တွေကိုဖြတ်တဲ့နေရာမှာနံပါတ်1ချက်ဘယ်လိုကားမျိုးတွေဖြတ်နိုင်လဲဆိုလို့ရှိရင်ဘယ်လိုပတ်စံများများပေးနိုင်တော့သူတွေဖြတ်နိုင်မှာနံပါတ်1ချက်ယာဒူးကြီးကြီးရှိတဲ့သူတွေဖြတ်နိုင်မှာအဲ့တော့ကျွန်တော်အခုကြားသိထားရတော့တဲ့တင်ပေါ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်အနေနဲ့တော့ မပြောကျင်တော့ညာလည်းပဲကျွန်တော်ပြောရတော့မယ်။ဘာကြောင့်လဲဆိုတော့ကပ္ပစတွေအတွက်အရန်ကိုအရေးကြီးတယ်။ကပ္ပစတွေအတွက်အရန်အရေးကြီးတယ်။ကပ္ပစကြရင်တက်မလို့အတွက်လည်းဒုက္ခရောက်နိုင်တယ်။စစ်တီတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေမကဘူး။ကျွန်တော်တို့ညောင်ခြေတော့ဒီအုတ်ရှစ်ပင်နော်ပဒောင်ဒီမြို့အကုန်လုံးဟာပျက်စီးခြင်း၅ပါးကိုရောက်မဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့လည်းမပြောကျင်တော့လဲပြောရမယ့်ကိစ္စတစ်ခုရှိတယ်။အဲ့ဒါကတော့အဲဘယ်လိုခေါ်မလဲဆိုတော့600တက်နော်ဒုံးတက်ရဲ့ အဲဘယ်လိုခေါ်မလဲဒီ 2IC ပေါ့ 2IC ကလည်းဒီတစ်လုပ်ငန်းတွေလုပ်တယ်လို့ကြားသိရတယ်နော်တစ်လုပ်ငန်းတွေလုပ်တယ်လို့ကြားသိရတယ်အဲ့တော့သူကိုယ်တိုင်ကလည်းဒီတစ်လုပ်ငန်းလုပ်တယ်ဒါကကျွန်တော်တို့ကြားသိထားတဲ့အတွက်ကြောင့်မို့လို့ဒါကြားသိထားတဲ့သတင်းတစ်ခုပါပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့နိုင်ဆုံးတော့စုံစမ်းတင်တယ်မေးမြန်းတင်တယ်လို့ကျွန်တော်တို့လည်းထင်တယ်ဒီသတင်းကကျွန်တော်တို့အတော်တော်လေးရလာပြီအဲ့တော့ သူကနေပြီးတော့တဲ့နော်အဲ့ဒီမှာဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘူးရိုးချောင်းတစ်ခိုးလန်းဆိုတာရှိတယ်ဘူးရိုးချောင်းတစ်ခိုးလန်းကနေပြီးတော့ရိတ်ခါတွေကိုတစ်ခိုးသမားအဲဘယ်လိုခေါ်မလဲဆိုတာတစ်လုတ်သမားအသားတွေစားဖို့အတွက်ဆိုပြီးအဲ့ဒီလန်းကြောကနေပြီးတော့သူ့ရဲ့တစ်ကားတွေနော်ရိတ်ခါကားတွေအပြစ်လောင်စာစီကအစတင်းနေလို့ကျွန်တော်ကြားသိရတယ်ဒါကြားသိထားတာနော်အတီးပြုတ်ဖို့ကြတော့ခင်ဗျားတို့အနိုင်ဆုံးတော့ဒါကိုသတိထားစေချင်တယ်သူကိုယ်တိုင်လည်းဟုတ်ဒီမရှိမဟုတ်ဒီရှိဆိုတာကတော့နည်းနည်းလေး အဲဘယ်လိုခေါ်မလဲဆိုတော့အချင်းချင်းကြားထဲမှာခင်ဗျားတို့ညှိနှိုင်းပြီးတော့မင်းမြန်းစေခြင်းနဲ့အဲ့တော့ဒါကတော့ကျွန်တော်ကြားသိထားတဲ့ demo ပေါ့ဗျာဒီလိုရှိတယ်ပေါ့အဲ့တော့အဲ့ဒီခိုးလန်းကနေပြီးတော့အဲတွားတဲ့ကားတွေကဘယ်လိုကားမျိုးလဲဆိုလို့ရှိရင်ခေါ်မလဲဆိုလို့ရှိရင်ဗျာအဲတော့ကေယောင်းဘာကားလဲအဲ့အဲ့ဒီပုံမလဲဆိုတော့ကျွန်တော်တစ်ခိုးတော့တစ်ခိုးလန်းကိုတွားတဲ့ကားမျိုးကြီးပေါ့တကယ်ဒီတောင်ဆိုလဲတက်နိုင်တယ်အဲ့တော့တဲ့သွားတယ်အဲ့ဒီသူ့ရဲ့ကားဆိုတဲ့ခါကြတော့ဟုတ်တယ် နော်လမ်းမှာရှိရင်နှစ်ပွင့်သုံးပွင့်လောက်ကဘယ်သူမှမစစ်ရဲတဲ့ပုံစံမျိုးတွေအထိရှိလာတယ်နော်အဲ့တော့တခိုးကမှာရိတ်ခါအပြည့်တယ်နော်ဒီဒီဒီဆယ်ဘင်းကြီးတက်သွားတယ်နော်ဆင်းလာတယ်ဘယ်သူမှအဲ့တော့ရိတ်ခါတွေပါသွားတယ်အဲ့တော့ဒီရိတ်ခါတွေကဟုတ်ပါပြီတက်လို့သားတွေစားဖို့ဆိုတော့အကြောင်းမဟုတ်ဘူးပေါ့အဲ့ဒီရိတ်ခါတွေကအဲ့ဒီမှာရှိနေသော PDF စားဖို့လို့နော်အဲဘယ်လိုခေါ်မလဲဆိုအီအီစားဖို့လို့များဖြစ်သွားလို့ရှိရင်လည်းပြဿနာရှိတယ်အဲ့တော့ ဒါကကျွန်တော်တို့မသင်ငါဘူးပေါ့ဗျာနော်ကျောင်းနေလည်းမပြောကျင်တော့ညာလည်းပဲအဲဒီနေရာမှာတက်မတော်ရဲ့အကျိုးအလွန်ကကပါစာဆက်ယုံကြည်ရဲ့အကျိုးအလွန်ကတိုက်ပွဲမှာအသက်ပေးသွားသောစစ်တီတွေကိုတစ္ဆာစောင့်တည်သောစိတ်ဓာတ်အလွန်ကဒါကျွန်တော်တို့စုံစမ်းမေးမြန်းသင့်တယ်လို့ကျွန်တော်ထင်တယ်နော်အဲ့တော့ဒီလမ်းကျောကနေပြီးတော့တက်သွားတာလေရှိတယ်ဟုတ်လား အဲ့တော့ဒီလမ်းတွေကလည်းလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကနေပြီးတော့အေအေကနေပြီးတော့ငွေကြေးပေးပြီးဖောက်ထားတဲ့ပုံစံမျိုးတွေတည်းရှိတယ်အဲ့တော့ဆိုလိုချင်တာကဒီညောင်ကျူတို့ပကံကွဲရွာတို့ကိုတိုက်နေတဲ့သဘုံတွေကနေမြေတွေကတောကိုပတ်တယ်တောပေါ်နေဘဲကဘလို့ပေါ်လာမှမသိမှန်းစခန်းကိုဝင်ကတ်တယ်စခန်းကတိုက်လို့ရှိရင် ပြန်ဆင်းသွားတယ်ပြန်ဆင်းပြီးတောထဲပြန်ရောက်သွားတယ်လမ်းကျောကကတ်တရာလမ်းကဝင်တာမဟုတ်ပဲနဲ့ ဘုခါမဆိုကွန်ရက်တဖွဲ့ဖောက်ထားသောတစ်ခိုးလန်းနေအဲ့ဒီတစ်ခိုးလန်းနေကနေပြီးတော့လာတယ်ဒီတစ်ခိုးလန်းနေကိုဖောက်တဲ့အထဲမှာလဲကိုရီးယားတွေဘုခါမဆိုရှင်ဒုတရည်မှုကအစပါနေတာကိုတွေ့ရတယ်ဒီတရည်မှုရဲ့သတင်းကိုစုံစမ်းကြည့်တဲ့အခါမှာလဲဘုခါမဆိုငွေကြေးတအားချမ်းသာလို့ကြားသိရတယ်နော်အုတ်ရှိပင်လိုနေရာမျိုးမှာလည်းဒီချမ်းနေပါလေဝယ်ထားတယ်ဆိုတဲ့အထိကြားသိရတယ်။နာမည်သိတယ်ကျွန်တော်နာမည်မပြောပါဘူးเนาะ။အဲ့တော့အဲ့ဒီအတွက်ကြောင့်မို့လို့ ငွေကြေးနဲ့အားလုံးကိုပေါင်းတင်ထားထားနိုင်တယ်။သူနဲ့အဆင်မပြေလို့ရှိရင်တည်ရင်မှုတော်မှပဲမနေရတဲ့ဘဝတွေရှိတယ်ဆိုတော့ဒါကတော့တည်င်းနေကျွန်တော်တို့ကြားသိထားရတယ်။မပြောချင်ပါတော့ညာလည်းပဲတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အားလုံးအတွက်တစ္ဆာစောင့်တည်တဲ့အနေနဲ့ကျွန်တော်တို့စုံစမ်းတင်တယ်လို့ကျွန်တော်တို့ထင်တယ်။မဟုတ်ရင်တော့အကြောင်းမဟုတ်ဘူးဗျာနော်။ဟုတ်ခဲ့လို့ရှိရင်ရှေ့လျှောက်ကကျွန်တော်တို့အတွက်အနည်းအောင်စီးပဲရှိပါတော့တယ်။အဲ့တော့ နည်းနည်းလေးစုံစမ်းမေးမြန်းသင့်တယ်လို့ဒါကျွန်တော်အော်ဆရာကဟောပြောမှာဆိုတော့သူတို့ပြောတဲ့ပုံစံအရဆိုကားပုံစံကြောင်သုံးလုံးကားပုံစံမျိုးပေါ့နော်အဲဒါမျိုးကားကြီးတွေနဲ့သွားတယ်လို့ကြားသိရတယ်အဲ့တော့ဒါကအခုလက်ရှိဖြစ်နေတဲ့အတိုင်းဒါနည်းနည်းလေးစုံစမ်းသင့်ဒါကတော့ brown chain တွေပေါ့ဗျာနော်အဲ brown chain တွေမှာအဲဘယ်ခေါ်နံပါတ်၁ချက်အချင်းချင်းပြောမယ်ဆိုရင်နံပါတ်၁ချက်နေလဲ brown ဒီ brown ကျွန်တော်တို့ brown မတိုင်ခင်ရှိနေတဲ့ဒီကျွန်တော်တို့ကာကင်းစခန်းဖြစ်တဲ့ဒီ ညောင်ကျိုးစခန်းကလုံးဝမကြတဲ့ပြင်ကိုခိုင်တုခါတို့အရှက်ပိုးစုပတ်ဆက်ကွဲတဲ့အလှပါပဲเนาะဒီဟိုနီပိန်မီဒီယာများနဲ့နီပိန်ကခုံနေသောနီပိန်များအားလုံးအားလုံးအားလုံးခမားတို့ပိုးစုပတ်ဆက်အောက်ရှက်ကွဲသောနေလို့ပြောလို့ရပါတယ်เนาะအဲ့တော့လုံးဝမကြတဲ့ပြင်ကိုဒီနေ့နောက်ဆုံးရတဲ့သတင်းရဆိုလို့ရှိရင်ကာနယ်ကြီးဖြစ်တဲ့ပူမူးကြီးပေါ့ပူမူးကြီးကိုယ်တိုင်က drone နဲ့စော်တာပါเนาะသူ drone နဲ့စော်တဲ့အချိန်မှာအကုန်လုံးပေါ့ဒီ အေးအေးလေးအောက်မှာဟိုဘယ်ကောတာမန်ဘုံဆိုရှိရင်ပေါ့နော်တာမန်ဘယ်ကောမဆိုရှိရင်တာမန်ဘုံပေါ့တာမန်ဘုံလက်နဲ့ဆိုလို့ရှိရင်တိတ်ပြီးတော့အေးအေးရမှာဖြစ်အောင်အဲ့တော့သူတို့တွေကိုတွက်ပြီးသန့်ဒီလိုမျိုးပေါ့တောတောင်ထူထပ်တဲ့နေရာမှာသုံးတော့ဟွန်းလက်နဲ့ကြီးတွေနဲ့စော်ပါတယ်နောက်ထပ်သူတို့ရဲ့ထွက်ပေါက်တွေအားလုံးကိုလည်းလေရင်နဲ့စော်ပါတယ်သူတို့တွေစေကူတဲ့နေရာတွေကအစလေရင်နဲ့ပြင်းရှင်းနိုင်တွေ့ရတယ်တက်မလို့လူလျောချင်းချောဆောင်ရွက်နေရအောင်တွေ့ရတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့တော့ပါဆိုညာလေဒီနေရာမှာသတင်းတစ်ခုထွက်တယ်ဒီသတင်းကိုကျုပ်တို့မပြောဘူးလို့သဘောထားပေမဲ့ အားလုံးရဲ့အကျိုးအလွန်ကအာကျွန်တော်တို့ပွင့်လင်းမြင်သာမှုရှိဖို့အတွက်စုံစမ်းစစ်ဆေးမေးမြန်းသင်ပါတယ်နော်အဲ့တော့ဒီတစ်ခိုးလန်းမှာတစ်လုံနေတာသူကိုယ်တိုင်လုံနေလို့ကြားသိရတယ်သူကိုယ်တိုင်လည်းထွက်စာတင်သားတယ်လို့ထီတောင်မှကြားသိရတယ်နော်အဲ့ဒါလေးကျွန်တော်ပြောပြချင်တယ်အနာမည်တော့ကျွန်တော်မပြောဘူးအဲ့တော့နော်6 don't that 2ic စုံစမ်းပါဟုတ်ပြီရေးကြည့်တဲ့အတွက်ကြောင့်ပြောတာပါเนาะနောက်တစ်ခုအဲနောက်စီးရေးသတင်းကိုသွားမယ်ဆိုရင်တော့ plan ချိန်နေပေါ့ plan 268 268ဆိုတာ ဒီစေသွေးကြတဲ့ပုံနေပေါ့ချင်းတဲ့ပုံနေရမဲနေတဲ့နေရာပေါ့ဗျာအဲ့နေရာကိုတိုက်နေတယ်ပေါ့အဲတိုက်နေတဲ့အခါမှာတော့ကြာပြီပေါ့ဟို air drop အများကြီးလာတယ်လာပြီးတော့အခုအဲ့ဒီကိုဟိုတက်အင်အားစုပြီးတော့ပြန်လဲပြီးတော့တိုးတယ်ပေါ့ဆိုလိုချင်တာကသူတို့ကိုဝိုင်းထားတဲ့ဒီချင်းတဲ့ပုံနေ PDF တဲ့ပုံနေနော်အဲ့ဒီ AA တဲ့ပုံနေပေါ့ CDF တဲ့ပုံနေဒီတဲ့ပုံနေကိုတက်ကပြန်ပြီးတော့ရုပ်ချင်ပြန်ပြီးတော့ခုခံတိုက်ခိုက်တယ်ပေါ့ တိုက်ခိုက်တဲ့အခါမှာပြန်ပြီးတော့ခန်းစစ်ကနေပြီးတော့ထိုးစစ်အသွင်ကိုပြန်ပြောင်းဖို့ကြိုးစားတယ်ကြိုးစားတဲ့အခါမှာစခန်းကုန်းတို့ကလည်းတို့ရဲ့ရည်မှန်းချက်တိုင်းစခန်းကုန်းတကုန်းပြီးနောက်တကုန်းပြောင်းတယ်နောက်တကုန်းတက်ကလည်းတကုန်းပြီးတကုန်းလိုက်ပြီးတော့တိုက်နေတယ်လို့ဖြစ်တယ်လို့အဲလေလန်ဒီနေနဲ့ပြတ်ခတ်မှုတွေတဲ့အဲကြီးကြီးမားမားဆောင်ရွက်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နောက်ဆုံးရတဲ့အချိန်တွေအထိကအတက်ကရလက်ကောင်းပါတယ်နော်ရလက်ကောင်းတယ်အဲဘယ်လိုခေါ်မလဲဆိုရှင်ဒီနေ့ဆိုအလက်30လောက်ထိရတယ်လို့ကြားသိရတယ်နော် ်ဖလန်းချင်နေရတကယ်လို့ရှိတယ်ပေါ့ဗျာနော်နောက်တစ်ခုကကျွန်တော်တို့ထန်တလန်ထန်တလန်ကလည်းအခြေအနေကောင်းပါတယ်ထန်တလန်ကလည်းဟိုတနေ့ကဆိုကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းလက်80လောက်ရခဲ့တဲ့အတိုင်းဒါတွေရှိတယ်နော်မရီယာအခြေအနေလည်းတိတ်ကောင်းပါတယ်မရီယာအခြေအနေဆိုလို့ရှိရင်လည်းထမ်းမင်ကုန်အထိကိုဝိုင်းနာပါပြီလို့ပြောရမှာပေါ့နော်ဟုတ်ပြီဒီနေရာမှာကျွန်တော်အနေနဲ့နောက်ထပ်သတင်းကောင်းလေးတစ်ခုကတော့ ARE တိုင်းရေးကြည့်ပါနော်ရေးကြည့်ပါ ဆက်ဆက်ရွာဆိုတာရှိတယ်။အဲ့ဒီရွာမှာပြည်သူစစ်ကကင်းမုံဝင်နေကင်းမုံဝင်နေတာကိုနော်ရေကြီးကြီးရောက်လာပြီနော်ကင်းမုံဝင်နေတာကိုဒီ AA နဲ့ PDF အုပ်စုတွေဝင်လာတယ်ဝင်လာတဲ့အခါမှာတော့စီးပစ်ခတ်ပစ်ခတ်တဲ့အခါမှာတော့အလောင်းခွန်းလောင်းကြံခဲ့ပြီးတော့ပြန်သွားတယ်လို့ကြားသိရတယ်ဒါကတော့နောက်ထပ်ဒီရေကြီးမျိုးကသတင်းပေါ့အေးနောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒီအရေးကြီးတဲ့သတင်းကတော့ကျွန်တော်တို့အမ် ်မြန်အောင်မြို့တတိထားရမှာပါမြန်အောင်မြို့တတိထားမှာเนาะအခု၄မျက်နာเนาะ၄မျက်နာအထိကိုစစ်ကရောက်လာပြီဖြစ်တယ်เนาะဆက်ဆဲရိုးရွာအနီးနားမှာတဲ့အေအေတွေရောက်နေတဲ့အတွက်ကြောင့်မလို့ထိတွေ့မှုတွေအခု Apex Chan မှာ AAB တွေတွေရောက်တယ် Apex Chan မှာထိတွေ့မှုတွေဖြစ်နေတယ်เนาะနောက်တစ်ခုကအဲဒီစာမေးပွဲပေါ့ဒီစစ်တမ်းစာမေးပွဲလို့အခုဖြင်းနေတဲ့စာမေးပွဲပြီးသွားလို့ရှိရင်တော့တိုက်ပွဲတွေကြီးကြီးမားမားဖြစ်လာနိုင်တယ်ကွင်းကောက်နဲ့ငတိုင်းချောင်းကြားမှာရှိတော့ ကျွန်တော်တို့ပသိမ်မုံရွာလမ်းကတော့အနေအောင်အဆင့်ကိုရောက်နေပါပြီတဲ့နော်အဲ့ဒီမှာလဲမိုင်းနေလဲထောင်ထားလောက်ပါပြီလို့ပြောတယ်အဲ့တော့ကွင်းကောင်းနဲ့ငတိုင်းချောင်းကြားထဲမှာအဲပြောရမယ်ဆိုရင်နောက်ထပ်ညံအောင်မြို့ကတော့သတိထားရတော့မှာဗျာနော်ညံအောင်မြို့ကကြားထဲမှာရှိနေတာဟုတ်အဲ့ဒီကျွန်တော်တို့ရခိုင်နဲ့နော်အနီးဆုံးနေရာရခိုင်နဲ့အနီးဆုံးနေရာညံအောင်မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညံအောင်မြို့ဂယုစိုက်ရတော့အတိုင်းတားရရှိတယ်နောက်တစ်ခုကဒေသခံလက်နက်ကိုင်အဖွဲ့ဝင်တွေဖြစ်တဲ့ဒီအဲဘလော့ခေါ်မလဲဆိုလို့ရှိရင် ရဲတို့နော်လက်နက်ကင်ဖွဲ့ဝင်ဒီချိန်မှာရဲတွေစစ်သားတွေအဲခွဲခြားနေလို့မရတော့ပါဘူးရဲတို့စစ်သားတို့ခွဲခြားလို့မရတော့ဘူးအားလုံးကကာကွယ်ရတော့မယ်အခု ARV ကိုစစ်ကောင်ဝင်လာပြီအဲ့တော့စနာပြောဆိုလေးမျက်နှာဘက်မှာလဲစော်နေပြီနော်အဲတာပေါင်းဘက်မှာလဲအေးအေးစေသွေးကြွတွေနဲ့ PDF တွေနဲ့စော် နေအဲဝင်လာပြီးတော့ခြားနေပါပြီနော်အဲနောက်ထပ်ကျွန်တော်တို့သိရတဲ့လောက်ဆိုလို့ရှိရင်တာပေါင်းပြီးလို့ရှိရင်အဲနောက်ထပ်ကျွန်တော်တို့ဘယ်မှာရှိလဲဆိုတော့အခု ညာအောင်ဘက်ကိုလည်းညာအောင်ဘက်ကအရန်ကိုအရေးကြီးတဲ့နေရာဖြစ်တယ်နော်ပကိုးနဲ့လည်းနီးနီးလေးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီမှာရှိနေတော့လုံကြုံရင်တက်ဖွဲ့ဝင်နေအားလုံးဟာရှိသင့်ရှိထိုက်တဲ့လက်နက်တွေအားလုံးရှိသင့်တယ်လို့ထင်ပါတယ်နော်အဲ့တော့အခု MA 11လားအဲ့တလက်လောက်ပဲခြာပေးတဲ့ပုံစံမျိုးရှိရတဲ့ကြောင့်မို့လို့တို့တွေအနေနဲ့လည်းကိုမျိုးကိုရွာကိုရွေးချင်ချင်ကာကွယ်ခြင်းတော့ ARV သားတွေရဲ့စိတ်ဓာတ်ကပြင်းထန်ပါတယ်တို့တွေဒီအခု တို့စကန်နေမှာ 4D လိုလက်နက်မျိုးတွေလည်းလိုအပ်ပါဟုတ်တယ်လေ 4D လိုလက်နက်မျိုးကတအားကိုကောင်းပါလေဟိုလက်ပစ်ပုံးကိုဒါမျိုးအမျိုးလွှဲပြီးပြရတာဆိုလို့ရှိရင်နော် 4D တလုံးဆိုလို့ရှိရင် तू ကကတ်သွားပြီဆိုလက်ပတ်ပြပြီဆိုလို့ရှိရင်ပြန်ကြရတယ်နော် तू ကလက်ပစ်ပုံးနဲ့ပြစ်တာတဲ့ဆိုလို့ရှိရင်အနီးကတိုက်ပွဲတွေမှာ 4D ကရမ်းကိုအသုံးဝင်ပါလားအဲ့တော့ 4D လက်နက်တွေကိုဒေတာခံနော်ဒီ AR မြန်အောင်တို့လိုနေရာမျိုးတွေမှာ တောင်းဆိုနေကြပါပြီဒေသခံလူမျိုးတက်ဖွဲ့ဝင်တွေလက်နက်တွေကောင်းကောင်းတက်ဆင်ပေးဖို့လိုနေပါပြီဆိုတော့ပြောကြားရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့အဲပထမဆုံးပြောမယ်ဆိုရင်ဗမော်ကစစ်တီညီကိုတွေအားလုံးကိုအရန်ကိုချစ်ခင်ပါတယ်เนาะပြီးတော့သူတို့တွေအတိမတ်ပြမှုလေးကိုအရန်ကိုအဲဒီနေ့အရန်ကိုကြည်နူးမိပါတယ်ဗောနော်ဘာကြောင့်လဲဆိုတော့သူတို့တွေရဲ့ဒီကျေးဇူးတင်စကားလေးတွေရောဗောနော်အားလုံးကိုကြားသိရတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဗမော်ဒီ KIA အတွက် ်တင်းញိုင်းဖြစ်နေသလိုကချင်ပြည်နယ်မှာရှိသောတခြားနယ်တွေအားလုံးအတွက်လည်းကျေးဇူးရှင်ပါပဲခင်ဗျားတို့ကြောက်နော်ဒီတခြားနယ်တွေမှာပွဲတွေကျင်းပနိုင်တယ်ကျေးဇူးအများကြီးတင်ပါတယ်ပြည်သူတွေပြောရင်ကျွန်တော်ပြောတဲ့အတွက်ကြောင့်မလို့ပြည်သူတွေပြောအောင်လုပ်ပေးနိုင်တဲ့အထက်မှာခင်ဗျားတို့ရဲ့နော်ခင်ဗျားတို့ဗမော်ရဲ့ကျေးဇူးတွေအများကြီးပါပါတယ်အဲ့တော့အနောက်တစ်ချက်အနေနဲ့ဒီညောင်ချိုးချင်းနေခိုင်ဒုက္ခအပါဝင်နိပိန်းတိုက်အရှက်ကွဲသော ပွဲပါပဲဒီနေ့ထိညောင်ကျိုးကအေးဆေးပါပဲဖျားကုံချင်းကုံရဲစခန်းကုံနော်ထုတ်လို့ရေးပြီးလို့ထုတ်လို့ရေးကုံပြီးလို့ရှိရင်နောက်ထပ်အာမကန်ခွဲရွာအထိကတက်ကစူမိုထားနိုင်ပါပြီအေးအေးလေးပြေးတာမှဘလို့ပြေးရဆိုတော့တိတ်မကြခင် drone footage တွေတက်လာမှာဆိုတော့ကျွန်တော်ယုံကြည်ပါတယ်နော်ဒါကအဲ့တော့ညောင်ကျိုးရွာချင်းနေနောက်တော့ညောင်ကျိုးရွာနဲ့ဒီကပ္ပဆာတွေတက်ပြတော်သားတွေအားလုံးရဲ့နော်ဟိုကြဆုံးသူ သိပြီးတော့ဗောဗျာနော်တမလို့သားတွေအားလုံးကို လေးစားသမှုသူတို့ကို လေးစားသလိုတိုက်နေတဲ့စစ်တီတွေအားလုံးရဲ့အကျိုးကဟိုဘလိုခေါ်မလဲဆိုရင်တန်ရာဖြစ်ဖွယ်ချိုးရှိတယ်ဒီတန်ရာဖြစ်မှုကိုစုံစမ်းဖို့လိုတယ်အဲ့ဒါကတော့601တုံးတက်ရင်းက 2IC အနေနဲ့အဲဒီလိုမျိုးတစ်လုပ်ငန်းတွေလုပ်နေတာတွေလည်းရှိတယ်ဆိုတာကြားသိရတဲ့အကြောင်းမလို့ဒါကိုအနိုင်ဆုံးတော့စုံစမ်းမေးမြန်းမှုရှိတဲ့ ਨੇ ဒါကျွန်တော်မဆွဆဲဘူးတော့ပါတော့ညာလည်းပဲတည်င်းကဒီကဲ့သို့ဒီချမ်းသာထွက်နေပြီเนาะအဲ့တော့ လုံခြုံမှုအတွက်ကခရူးဆိုင်ရပါလိမ့်မယ်အဲဒါကနံပါတ်နော်ဒီချက်ပြောလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဖလန်းချင်းတွေလည်းကျွန်တော်ပြောပြခဲ့ပြီးသလိုမရီယာချင်းတွေလည်းပြောပြခဲ့ပြီးအတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီနေ့စီရေးသတင်း update လေးကိုပဲပြင်သင့်ပြင်ထိုက်တာတွေခရူးဆိုင်တင်တာတွေအားလုံးကိုလည်းကျွန်တော်ပြောပြပြီး